မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာပြည်တွင်းစီးပွားရေးတွေချွတ်ချုံကျနေတဲ့အချိန်အကြမ်းဖက်မင်းအောင်လှိုင်ဟာပြည်တွင်းအခြေအနေတွေအရလေကြောင်းဆွမ်းအားအရင်းမြစ်မရှိမဖြစ်လိုအပ်တယ်ဆိုပြီးပြည်သူဗန္ဓာတွေနဲ့လေရင်ငါးစီးကိုထပ်မံဝယ်ယူလိုက်ပြန်တယ်လို့သူတို့စစ်တပ်ကမြို့တွေနဲ့မြို့နယ်အများပြားကိုလက်ရှိအချိန်ထိလက်လွတ်ထားရတာတော့စစ်ရေးမှာစစ်တပ်ကအရေးတာနေပြီဆိုပြီးပြောလာပြန်ပါတယ် တင်းတိုင်းတိုင်းလောင်လုံးမြို့ကကျန့်ဖို့ပါတီရုံမှာပောက်ကွဲမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီးအနီးအနားမှာရှိတဲ့လောင်လုံးရက်စကန်ကစစ်သားတွေဟာလာရောက်မီးငြိမ်းပေးမှုမရှိတဲ့အတွက်တရုံလုံးပြာကျသွားတယ်ဆိုတဲ့သတင်းပါပဲနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါစို့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာဆန္ဒသိမ်းမှုကြောင့်ပြည်တွင်းစီးပွားရေးတွေချွတ်ချုံကျနေတဲ့အချိန် အကျင့်ဖက်မင်းအောင်လိုင်ဟာပြည်တွင်းအခြေအနေတွေအရာလေချောင်းဆွမ်းအအရင်အမြင့်မရှိမဖြစ်လိုအပ်တယ်ဆိုပြီးပြည်သူဗန္ဒာတွေနဲ့လေရင်ငါးစီးကိုထပ်မံဝယ်ယူလိုက်ပြန်တယ်လို့သူတို့စစ်တပ်ကမြို့တွေနဲ့မြို့နယ်အများပြားကိုလက်ရှိအချိန်ထိလက်လွတ်ထားရတာတော့စစ်ရေးမှာစစ်တပ်ကအရေးတာနေပြီဆိုပြီးပြောလာပြန်ပါတယ်ဒါကတော့ယမန်နေ့ကပဲအကျင့်ဖက်စစ်တပ်ကလေရင်အင်အားဖြည့်တယ်ဆိုတဲ့အခမ်းအနားမှာအကျင့်ဖက်မင်းအောင်လိုင်ကိုယ်တိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအခမ်းအနားမှာမြန်မာနိုင်ငံရဲ့ပြည်တွင်းအခြေအနေတွေအရာ လေကြောင်းစွမ်းအားအရင်အမြင့်မရှိမဖြစ်လိုအပ်တယ်ဆိုပြီး drone နဲ့ UAV အပါဝင်လေယာဉ်၂စီးနဲ့ရဟယင်၃စီးစုစုပေါင်းလေယာဉ်၅စီးကိုထပ်မံအင်အားဖြည့်လိုက်တဲ့အကြောင်းဒါဟာနိုင်ငံကလီဒတ်တွေလိုခင်မီလေကြောင်းစွမ်းအားဖြစ်အောင်သူတို့စစ်တပ်ကကြိုးပမ်းနေတာ ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုအကျဉ်ဖက်မင်းအွန်လိုင်းကပြောသွားပြန်တယ်လို့သိရပါတယ်။ဒါပြင်လက်ရှိသူတို့စစ်တပ်ကလုံမဲ့အတုအယောင်ရွေးကောက်ပွဲကိုတဖက်တော်လိုင်းရေးတပ်ဖွဲ့တွေကနီလန်ဘောင်းစုံနဲ့ဟန်တားနေတဲ့အကြောင်းကိုပါအဲ့ဒီအခမ်းအနားမှာထည့်သွင်းပြောဆိုသွားတဲ့အပြင် လက်ရှိအချိန်ထိသူတို့စစ်တပ်ကမြို့တွေနဲ့မြို့ပေါင်းများစွာလက်လွတ်ထားရတာတော့သူတို့စစ်တပ်ဘက်ကစီရင်မှာအရေးတာနေတယ်ဆိုပြီးတော့ပါအကြက်ဖက်မင်းအွန်လိုင်းကခက်တီတီနဲ့ပြောသွားပြန်တယ်လို့သိရပါတယ်အဲ့ဒီလိုအကြက်ဖက်မင်းအွန်လိုင်းဟာအကြောင်းအမျိုးမျိုးပြပြီးဒိုင်းပြည်ရဲ့ပြည်သူဗန်နာတွေနဲ့သူတို့စစ်တပ်အတွက်လေရင်ငါးစီးကိုထပ်မံဝယ်ယူလိုက်တဲ့အချိန်မှာပဲတစ်ဖက်မှာတော့မြန်မာနိုင်ငံရဲ့ပြည်တွင်းစီးပွားရေးဟာသူတို့စစ်အာဏာသိမ်းမှုကြောင့်ချွတ်ချုံကျနေပြီး နိုင်ငံကစစ်တမ်းတွေမှာပါမြန်မာနိုင်ငံဟာဆင်းရဲမွဲတေမှုအမြင့်ဆုံးနိုင်ငံဆင်းရဲထဲမှာဆက်လက်တည်ရှိနေသလိုမြန်မာပြည်သူ85ရာခိုင်နှုန်းဟာဆင်းရဲမွဲတေမှုအနေနဲ့ရင်ဆိုင်နေရတယ်လို့ကုလ UNDP အစီရင်ခံစာမှာပါဖော်ပြထားပါသေးတယ်။အဲဒီလိုအချက်ဖက်စစ်တပ်ကပြည်သူဗန္ဓာရီကိုစိတ်ကြိုက်တုံးဆွဲပြီးတော့ထပ်မံဝယ်ယူထားပြန်တဲ့လေရင်၅စီးတဲမှာနှစ်စီးကတရုတ်နိုင်ငံထုတ်ဖြစ်ပြီးကျန်တဲ့၃စီးကရုရှားနိုင်ငံထုတ်ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။ က်မှာတော့ဒရင်သာရီတိုင်းလောင်းလုံးမြို့ကကြန့်ဖွတ်ပါတီရုံမှာပောက်ကွဲမှုကြောင့်မိလောင်မှုဖြစ်ပွားခဲ့ပြီးအနီးနားမှာရှိတဲ့လောင်းလုံးရက်စကန်ကစစ်သားတွေဟာလာရောက်မိငိမ့်ပေးမှုမရှိတဲ့အတွက်တရုံလုံးပြာကျသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီလောက် ကပဲလောင်းလုံးမြို့ကကြန့်ဖွတ်ပါတီရုံမှာပောက်ကွဲတန်နှစ်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မိလောင်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုကြန့်ဖွတ်ပါတီရုံမိလောင်နေတာကို အနီးနားမှာရှိတဲ့လောင်းလုံးရက်စကတ်မှာတက်ဆွဲထားတဲ့စစ်သားတွေကမိငိမ့်ပေးမှုမရှိတဲ့အတွက်တရုံလုံးပြကြသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲ့ဒီလိုချက်ဖပါတီယုံပောက်ကွဲတန်နှစ်ချက်စထွက်လာကြတဲ့ကအနီးနားမှာရှိတဲ့လောင်းလုံးမျိုးမှာရက်စကတ်ကစစ်သားတွေဟာမသိစရာအကြောင်းမရှိသလိုမီးလောင်နေတာကိုလည်းတိတိကျကျနဲ့မိငိမ့်ပေးမှုမရှိဘဲတရုံလုံးမီးလောင်ပြကြပြီးမှအဲ့ဒီရက်စကတ်တွေကနေစစ်သားတွေဟာအလုံးရင်နဲ့ထွက်လာပြီးတော့ဓက်ပုံရိုက်တာတွေ့တာပြုတ်လုခဲ့ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဖက်မှာတော့ကရင်ပြည်နယ်ကမြောက်ရီမြို့နယ်မှာမဒိမ့်မှုကျွလွန်ထားတဲ့သူစိုင်းမျိုးညွတ်ဦးနဲ့စစ်မှုရလူငယ်တွေအများဆုံးဖမ်းဆီးပေးနေသူနှစ်ဦးတို့ကိုအကြမ်းဖက်စစ်တဲ့လက်အောက်ကကရင်ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့သူကစီမံထူးချုံဂုံတူးဆောင်စုတွေချင်းမြင်ပေးနေပြန်တယ်လို့ကရင်စည်ရေးသတင်းရှင်းမိကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့ယမန်နီကပဲ290ပြည့်ကရင်ပြည်နယ်နေ့အခမ်းအနားမှာအကြမ်းဖက်စစ်တဲ့လက်အောက်ကကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးဆိုသူကလက်ရှိမြောက်ရီမြို့နယ်မှာ မဒိမ့်မှုတရက်ခန့်အမှတ်9ရက်ကွက်အုတ်ချုပ်ရည်မှုဆိုင်မျိုးညွတ်ဦးစမူရလူငယ်တွေအများဆုံးဖမ်းဆီးပေးနေသူအမှတ်3ရက်ကွက်အုတ်ချုပ်ရည်မှုရွှေတင်နဲ့အမှတ်4ရက်ကွက်အုတ်ချုပ်ရည်မှုစီလိုင်းဆိုသူတို့ကိုဂုံဒူးဆောင်တစိမ့်နဲ့စုရချင်းမြင့်နေပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုမြရီမျိုးနဲ့မှာမဒိမ့်မှုကျွလွန်ထားတဲ့သူဆိုင်မျိုးညွတ်ဦးအပါဝင်စုချင်းမြင့်ခံရသူ၃ဦးကို စစ်တပ်လက်အောက်ခံ BGF အဖွဲ့ကပဲသူတို့အချင်းချင်းပြန်လည်ထောက်ခံမှုပေးပြီးသူတို့အချင်းချင်းပဲစုတွေချင်းမြင့်နေကြတာဖြစ်တယ်လို့ကရင်စည်ရဲ့တရင်ရှင်မိကပြောထားပါတယ်အဲဒီတက်ကစုရရှိတဲ့အမှတ်ငါရက်ကွက်အုပ်ချုပ်ရေးမှုမပတအစွန်းရောက်ဆိုင်းမျိုးညွတ်ဦးဆိုရင်မြော်ရီမြို့နယ်မှာရဲရင်ရင်ကျင်းနမင်းနဲ့ဓမ္မစကူစာတင်ကျောင်းဖွင့်ပြီးတော့အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပါအဝင်ကျောင်းသူဆယ်ဦးထက်မနည်းကမဒိန်ကျင်နာတွေလိန်မိုင်းဆိုင်ရာအမျက်ထုတ်တာတွေကျူးလွန်ခဲ့သူဖြစ်ပြီး အဲ့ဒီလိုသူကျူးလွန်ခဲ့တဲ့အကြောင်းကိုလေကျူးလွန်ခံရတဲ့မိန်းကလေးငယ်တွေကိုယ်တိုင်တရားဝင်ထုတ်ဖော်ပြောဆိုထားတဲ့အကြောင်းကိုရန်ကုန်ခေတ်တကနေဖော်ပြခဲ့ပြီးဖြစ်သလိုအဲ့ဒီလိုလူကိုအကျံဖက်စစ်တပ်ကသူတို့လူအချင်းချင်းစီမံထူးချွန်ဂုံတူးဆောင်စုတွေချီးမြှင့်နေပြန်တာဖြစ်တယ်လို့ကရင်စည်ရေးသတင်းရှင်မြစ်ကပြောထားပါတယ်ခင်ဗျ ဖက်မှာတော့မကွေးတိုင်းကပခုတ်ကူမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကူတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမို့မှုအတွေ့စစ်တပ်ဘက်က10ဦးဝင်းကျင်ကတော့အတိအသီးတေကွန်ကြတဲ့အပြင်နောက်ထပ်စစ်သားအယောက်20နီးပါးဒဏ်ရာရထားတဲ့အကြောင်းကိုစစ်တပ် icon ကနေတဆင့်ကြားဖြတ်ကြားခဲ့ရတယ်လို့တောင်းရင်သွေးပျောက်ကြားတပ်ဖွဲ့ရဲ့ရဲဘော်တို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အော်တိုပါလာ30ရင်းနီကစပြီးပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသအတွင်းဝင်းရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကူတော်လန်ရေးပူပေါင်းတပ်တွေကလမ်းမိုင်းတလျှောက် ဝိုင်းဝန်းတက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုတွေအတွေ့စစ်တပ်ဘက်က10ဦးဝင်ကျင်ဟာအသီးသီးတိတ်ကုန်ကြတဲ့အပြင် နောက်ထပ်စစ်သားအယောက်20နီးပါးကဒဏ်ရာတွေရထားတဲ့အကြောင်းကိုစစ်တပ်စစ်ကြောင်းကအသုံးပြုတဲ့ icon ကနေဒေါ်လာရင်းတက်တွေအသုံးပြုတဲ့ icon ကိုလာညှိပြီးကြားဖြတ်ကြားခဲ့ရတယ်လို့တောင်းရင်တွေပျောက်ကြားတက်ဖွဲ့ရဲ့ရဲဘော်တို့ကရှင်းပြထားပါတယ်လက်ရှိအဲ့ဒီပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသဘက်မှာရောက်နေတဲ့စစ်တပ်စစ်ကြောင်းကပြန်မဆုတ်သေးတဲ့အတွက်ဒေါ်လာရင်းတက်တွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့လည်း တောင်းရင်သွေးပျောက်ကြားတက်ဖွဲ့ရဲ့ရဲဘော်တို့ကပျော်ထားပါလိမ့်ခင်ဗျတက်ဆက်ထဲမှာပဲမကွေးတိုင်းကောက်ကူမြို့နယ်ကမြစ်ချီကျွန်းချောင်းမှာအထက်တန်းပြကြောက်စရာကိုထုဆိုသူကိုအကျန်းဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်လိုက်ပြီးနေအိမ်15လုံးထက်မနည်းကိုပါမိရှုဖြက်စီးသွားတယ်လို့တောင်းရင်သွေးပျောက်ကြားတက်ဖွဲ့ရဲ့တော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အော်တိုဘာလ30ရက်နေ့ကပဲပကံညာဦးဘက်ကနေ ARV မြစ်အနောက်ဘက်ကပခုတ်ကူမြို့နယ်မြစ်ချီကျွန်းချောင်းဒေသဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းဟာ ဒေါ်လာရင်းတက်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားမှုအတွင်းသူတို့စစ်တပ်ဘက်ကတော်တော်ကိုအထိနာပြီးတဲ့နောက်ဘာမှမဆိုင်တဲ့ရဲသားပြည်သူတွေနေထိုင်ရာခြေရွာတွေကိုဝင်ရောက်စီးနှင်းမိရှုံမှုတွေလုပ်ခဲ့တယ်ဆိုပါလေအဲ့ဒီအချမ်းဖက်စစ်တပ်စစ်ကြောင်းဟာနိုဝင်ဘာလ၂ရက်နေ့မှာတော့ညောင်လှခြေရွာကိုရောက်လာပြီးခြေရွာတဲကအသက်66နှစ်အရွယ်ကျောင်းဆရာကိုထူးဆိုသူကိုဖမ်းဆီးနှိပ်စက်ပြီးမှဥကောင်းကိုတနက်နဲ့၃ချက်ပစ်ခတ်ပြီးတပ်ဖြတ်လိုက်ကြတယ်လို့ရုပ်အလောင်းကိုပါဖြောက်ဖြတ်ဖို့မိရှုံသွားတယ်လို့တောင်းရင်တွေ့ပြောက်ကြတက်ဖွဲ့ရင်တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါလေ အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းဟာညောင်လကြေးရွာအနီးမှာရှိတဲ့မြို့စိုးကြေးရွာကိုပါဝင်ရောက်ပြီးပြည်သူတွေထွက်ပြေးသွားတဲ့အချိန်နေအိမ်15လုံးကိုပါမိရှုဖျက်ဆီးသွားတဲ့အပြင်တစ်ဖက်ကပေါတော့ကြေးရွာနဲ့တောချောင်းလေးကြေးရွာကိုလည်းဝင်ရောက်မိရှုမှုတွေလှုပ်ခဲ့သေးတယ်လို့တောင်းရင်သွေးပြောက်ကြတက်ဖွဲ့ရဲ့တော်လိုင်းသတင်းရှင်တွေကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ရှခိုင်းပြည်နယ်မှာအရကတတော်အေးအေးသိမ့်ပိုက်ထားတဲ့မင်းပြမြို့ကိုအချက်ဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲသွားမှုကြောင့် ပြည်သူ၄ဦးသေဆုံးထပြန်တဲ့အပြင်နောက်ထပ်ပြည်သူ၉ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တယ်။မနေ့ကည၈နာရီကျော်လောက်မှာပဲ။ရခိုင်ပြည်နယ်မှာအာရခတ်တော်အေအေသိမ့်ပိုက်ထားတဲ့မင်းပြမြို့ပေါ်မြို့တစ်ရက်ကွက်ထဲကိုအကြက်ဖက်စစ်တပ်ကတိုက်လေရင်နဲ့လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအကြက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူမခိုင်ဆန်းရွှေဥမ္မောင်တန်းထေးဥမ္မောင်တန်းနဲ့ကိုတန်းမောင်ထေးဆိုသူတို့၄ဦးတည်ဆုံရတဲ့အပြင် နောက်ထပ်ပြည်သူ၉ဦးကဒဏ်ရာရရထားသလိုနေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်။အဲဒီလိုအချက်ဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲသွားတဲ့မင်းပြမျိုးမှာဘာတိုက်ပွဲမှမဖြစ်တော့ပဲပြည်သူတွေဟာအာရခတတော်အေးအေးထိန်းချုပ်မှုအောက်မှာအေးအေးဆေးဆေးနေနေကြတာကိုစစ်တပ်ကတမင်တကာရသပြည်သူတွေကိုဥတီပြီးတိုက်ခိုက်သွားတာဖြစ်တယ်လို့လဲရခိုင်စပေးရှောင်းတွေကိုအကူအညီပေးနေတဲ့ရခိုင်ပရိုက်တာအဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောထားပါသေးတယ်။အလားတူ ယမန်နီကပဲရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကရိုးတရုတ်ကြေးရွာကိုလေအကြံဖက်စစ်တပ်ကတိုက်လေရင်နဲ့လာပြီးဘုံကျဲသွားမှုကြောင့်ပြည်သူ၅ဦးတေဆုံးခဲ့တဲ့အပြင်ခုနှစ်ဦးကဒဏ်ရာတွေရထားသေးတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရေကုန်မော်လမြိုင်ယထာလမ်းမိုင်းမိုက်ခွဲခံရပြီးကြောက်တင်ယထာတွဲလမ်းချော်တိမ်မောက်သွားတယ်လို့သိရပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲရေကုန်မော်လမြိုင်မြေထာလမ်းမိုင်းကတထုံမြို့နယ်တိန်စိတ်ဘူတာနဲ့ဒုံဝန်ဘူတာကျန်းကယထာလမ်းမိုင်းမိုက်ခွဲခံရပြီး အမှတ်686အစုံကြောက်တင်ယထာအတွဲ၄တွဲလမ်းချော်တိတ်မောက်သွားတယ်လို့သိရပါတယ်။အဲ့ဒီလိုယထာလမ်းမိုင်းခွဲမှုဖြစ်စဉ်ကိုဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာတော့မသိရပေ။အဲ့ဒီလိုရန်ကုန်မော်လမြိုင်ယထာလမ်းပိုင်းမိုင်းခွဲခံရပြီးနောက်မှာမော်လမြိုင်ဘူရာကြီးကထွက်ခွာမဲ့ခီးစဉ်တစ်ခုကိုယာယီရဆိုင်ခဲ့တယ်လို့လည်းသိရပါတယ်။လက်လုံးမှာတော့ယထာလမ်းပိုင်းကိုပြန်လည်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပြီးလမ်းချော်သွားတဲ့ကြောက်တင်ယထာစက်ကောင်းအပါဝင်ယထာတွဲ၄တွဲနဲ့တန်လန်းတချို့ပျက်စီးထားတယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ